အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Bayon Education Institute ရဲ့ Machine Learning အတွက်အခြေခံသင်ကြားဗီဒီယို၃ခုမြောက်ကနေကြိုဆိုလိုက်ပါရပါခင်ဗျာအင်းဒီခုဗီဒီယိုမှာတော့ကျွန်တော် derivative ကိုဘယ်လိုတွက်ချက်ကလဲဆိုတော့ကျွန်တော်တွေပြောခဲ့အဲ့တော့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ derivative ကိုအရင်ဗီဒီယိုမှာပြောခဲ့တယ်ဒီသူ့ရဲ့သဘောတရားအတိုင်းတဆင့်ချင်းစီတွက်ချက်ချင်းမဟုတ်ပဲနဲ့သူ့ကိုပို့ပြီးရိုးရှင်းအောင်အလွဲတကူတွက်လို့ရတယ်နီလန်တစ်ခုရှိရဲ့ အဲ့ဒါကဘာလို့ခေါ်လဲဆိုရင် power rule ဆိုပြီးတော့ခေါ်တယ်။အဲ့ဒီ power rule အကြောင်းကိုကျွန်တော်တို့ပြောရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော် power rule နဲ့ဘာလို့လုပ်ရလဲဆိုလို့ရှိရင်ကျွန်တော် tag gain နေပါတဲ့ function တွေရဲ့ derivative ကိုကျွန်တော်တို့အလွယ်ရှာလို့ရတယ်။အဲ့ဒီအောင်မပြောရင်ကျွန်တော်အရင် video မှာတွက်ချက်ခဲ့တဲ့ဟာလေးကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့ဟိုပြန်နှွေးပေးမယ်ပေါ့နော်။အဲ့တော့ပထမအဆုံးကျွန်တော်တို့ f(x) = h² ဆိုတဲ့ ီ function ရှိရဲ့အဲ့တော့ကျွန်တော်တို့ညဒီမှာ f(a)2 ကို a2 ဆိုတဲ့ function ကဘာလဲဆိုလို့ရှိရင်ဒီလိုမြင်းကွေးလေးပေါ့နော်ဒီလိုမြင်းကွေးလေးအဲ့ဒီမြင်းကွေးမှာကျွန်တော်က okay နော်ဒီနေရာမှာရှိရဲ့ဒီ h ဒီအမှတ် h အမှတ်နေရာမှာရှိရဲ့ဟိုအဆောင်ပေါ့နော် derivative term ကဘယ်လောက်လဲဆိုတာကိုကျွန်တော်တို့ညတွက်ချင်တာ နော်အဆောင်တန်မှာဘယ်လောက်လဲတွက်ချင်တာအဲ့တော့ကျွန်တော်ကဒီညာဟာ h ဖြစ်တယ် function ကကျွန်တော်က h square ဖြစ်တဲ့ခါကျတော့ h ဝင်သွားလို့ရှိရင် h square ရတယ်အဲ့တော့ဒီဒီညာမှာကျွန်တော် h square ဖြစ်နေအဲ့တော့ဒီအမှတ်လေးကဘာလဲဆိုရင် နော် h ဝင်ရော h ဖြစ်ပြီးတော့ y ဝင်ရော h square ဖြစ်တယ်အဲ့တော့အဲ့လိုတွက်မယ်ဆိုရင်ကျွန်တော်တို့ကဒီတိုင်းမပြီးဘူးအမှတ်နောက်ထပ်တစ်ခုကိုထပ်ရှာရတယ်အဲ့အမှတ်ကကျွန်တော်ကဒီဘက်မှာဖြစ်တဲ့အတွက်ကြောင့် h ရယ် h အပေါင်း h နော်ပုံမှန်မူလ h ကို နော်ဒီ h ဆိုတဲ့ တန်မိုးတစ်ခုပေါင်းတာအဲ့တော့အဲ့ y တန်မိုးကလည်းဒီ h square ဖြစ်တဲ့ခါကျတော့ h upon h the whole square ဖြစ်မယ်နော်အဲ့ဒီအမှတ်လေးကဘာဖြစ်လဲ h upon h comma h upon h the whole square ဖြစ်မယ်အဲ့တော့အမှတ်နှစ်ခုရှိတယ် အဲ့တော့ကျွန်တော်တို့ကမလုပ်ရဆိုရင်သူ့ရဲ့ဟိုဒီမြင်းချောင်းဒီအမှတ်နှစ်ခုဆက်ပေးရစီကတ်မြင်းရဲ့စလုပ်ကိုကျွန်တော်ကရှာလို့ရပြီအဲ့လိုရှာခြင်းကျွန်တော်ပုံမှန်စလုပ်ရှာတဲ့အဆောင်ရှာတဲ့ပုံစံနည်းပဲเนาะ y2 y1 y2 ကပါလေဒီကောင်လေ y1 ကဒီကောင်အဲ့တော့ y2 y1 ပြီး x2 x1 x2 ကပါလေ x အပေါင်း h ရယ်ပြီး x1 ကပါလေ x နော်အဲဒီကောင်လေးနော်ဒီမှာကြည့်လို့ရတယ်ဒီ wine ဝင်ရုံးမှာရှိတဲ့ကောင်နော်ဒီကောင်က wine 2ဒီကောင်က wine 1 x ဝင်ရုံးမှာရှိတဲ့ကောင်ဒီကောင်က h2 ဒီကောင်က h1 နော်အဲ့လိုမျိုးလုပ်လို့ရတယ်အဲတော့ကျွန်တော်ဒီမှာဒီကောင်ကိုခွဲလိုက်တော့ဒီလိုဖြစ်သွားတယ် ကျွန်တော်ကပြီးရင် h2 နဲ့ h2 ကိုခြေလို့ရတယ်အောက်မှာဆိုရင် h နဲ့ h နဲ့ကိုခြေလို့ရတယ်အဲ့တော့ကြံခဲ့တာကတော့ပြီးရင်ဒီ h လေးကိုဘုံထုတ်လိုက်လို့ရှိရင်ကျွန်တော်ဒီကောင်လေးကြံခဲ့အဲ့တော့ကျွန်တော်ကဒီ secant line ရဲ့ slope ကိုအဆောင်တန်မိုးရတယ်ဒါပေမဲ့ကျွန်တော်လိုချင်တာဒီအမှတ်မှာရှိရဲ့ slope ကိုလိုချင်တာအဲ့တော့ကျွန်တော်ကဘာလုပ်လဲ limit သဘောတရားဝင်လာပြီးတော့ဒီ secant line လေးကဒီအောက်ကိုဒီ tangent line လေးကိုကတ်လာတယ်ဆိုပြီးတော့ပြောတယ်နော်အဲ့တော့ limit ကဝင်လာတော့ဒီ h က၃ညကိုကတ်သွားတယ်လို့ပြောချင်တာ เนาะအဲ့တော့၃ယောက်ကတ်သွားဒီ h term ပေါ့၃ယောက်ဖြစ်သွားတော့ကျွန်တော်တို့တွေကเนาะဒီ function ပေါ့เนาะ f of x equal to h square ဆိုတဲ့ function ရဲ့ဒီ slope เนาะပြောရမယ် derivative derivative ကဘာဖြစ်သွားလဲ derivative ကိုကျွန်တော် f prime h နဲ့သတ်မှတ်တယ်ဆိုပြီးပြောရဲ 2h ဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်ဥပ္ပခေတန်မိုးတစ်ခုခုဝင်လာပြီ။နော် h တန်မိုးကဥမာကျွန်တော်3လို့ပဲသဘောထားရဲ့ f3 f f prime 3ပေါ့နော်။ h တန်မိုးက 3ဖြစ်တဲ့အချိန်မှာကျွန်တော်တို့တွေကသူ့ရဲ့ဒီအမှတ်ရဲ့ဒီအမှတ်ရဲ့ဆက်လုပ်ကဘယ်လောက်ဖြစ်မလဲ1နဲ့3တောင်များလိုက်တော့600ရတယ်။ Okay နောက်ထပ်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့ဆက်တွက်ကြည့်မယ်။အရင်တစ်ခေါက်ကပြောခဲ့တဲ့နီးလမ်းပဲ။ဒီတစ်ခေါက်ကျွန်တော်ကဘာကိုတွက်မလဲဆိုရင် definition f(x) h power 3တော့ဒီကောင်ကကျွန်တော်တို့ဘာလို့ခေါ်လဲဆိုလို့ရှိရင် cubic function ဆိုပြီးတော့ခေါ်တယ် x power 3 power 3ရှိတဲ့ကောင်လို့ကျွန်တော်က cubic function ဆိုပြီးတော့ခေါ်တယ်နော် အဲ့တော့ cubic function ရဲ့ကျွန်တော်ကဒီအမှတ်လေး x အမှတ်မှာရှိရဲဒီကောင်လေးပေါ့နော်ဟိုဟာဟိုစလုပ်ကိုရှာမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က x power 3ဖြစ်တဲ့ခါကျတော့ x ဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်က x power 3ရတယ်ဒီကောင်လေးအမှတ်လေးက x power 3အဲ့တော့ဒီအမှတ်က x, x power 3 ဒီအမှတ်တစ်ခုပထမအမှတ်အဲ့မဲ့ကျွန်တော်ကဒုတိယအမှတ်ယူရတယ်ပြောတယ်ဒုတိယအမှတ်ကဒီ original h ကိုမူလ h ကို h တန်ဖို့ပေါင်းတာအဲ့တော့အခုလဲကျွန်တော် h အပေါင်း h ကဒီညမှာဝင်သွားတော့ဘာဖြစ်သွားလဲ h အပေါင်း h power 3ဖြစ်သွားတော့ဒီအမှတ်ကဒီလိုဖြစ်သွားတယ်အဲ့တော့ ကျွန်တော်တို့ကအရင်ဆုံးဒီမြင်းเนาะဒီစီကံမြင်းရဲ့တန်ဖိုးကိုကျွန်တော်တို့အရင်ရှာမယ်အဲ့ဒါကိုဘာလို့ရှာမလဲဒီမှာ x about y2 y1 y2 ကဒီကောင်း y1 sorry y2 ကဒီကောင်း y1 ကဒီကောင်း y2 အနုပ် y1 ပြီးရင် x2 x1 x2 ကဒီကောင်း x1 ကဒီကောင်း x2 x1 ခုနအတိုင်းပဲအဲ့တော့ဒီကောင်းကိုကျွန်တော်က x about h power 3ကိုဖြန့်လိုက်လို့ရှိရင်ဒီကောင်းရတယ် ထုံးစံအတိုင်းဒီကောင်ကိုခြေလို့ရဒီ x ပါ3နဲ့ x ပါ3ကိုခြေမယ်အောက်က h နဲ့ h နဲ့ကခြေမယ်အဲ့တော့ဒီကောင်ကြီးကျန်တော့ကျွန်တော်ကထုံးစံအတိုင်း h ကိုဒီမှာ၃ခုလုံးမှာ h ပါ h ကိုဘုံထုတ်လို့ရတယ်ဘုံထုတ်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲ 3h တထက်ရဲ့ h လေးရဲ့ကျန်တယ်ဒီမှာကြောင့် h ကလုံးဝပြောက်သွားတော့ 3h2 ကျန်တယ်ဒီကောင်ကကြောင့် h တစ်ခုကရှေ့ထွက်လာတော့ h2 ကျန်တယ်ပြောချင်တာဒီကောင်ကဒါနဲ့ပြန်မြောက်ရင်ဒီကောင်ပြန်ရရတယ်နော် โอเคအဲ့တော့ဒါပေမဲ့ဒီမှာအဲ့လိုခွဲထုတ်လိုက်တော့ h ရယ်အောက်က h လေးရယ်ခြေလို့ရတယ်ကျွန်တော်ကခြေလိုက်ပြီခြေလိုက်တော့ဘာဖြစ်လဲကျွန်တော်ရဲ့ limit တော့ဒီတစ်ခေါက်ဒီမြင်းလေးဒီအမှတ်လေးရဲ့ဟာကိုရှာလို့ရပြီတော့ဘယ်လိုရှာမလဲ limit ယူပြီးတော့ရှာလိုက်တယ်ရှာမယ်ဆိုတော့ကျွန်တော် h တန်မိုးတွေက၃ညဖြစ်သွားတော့ဒီကောင်ကဒီ h က၃ညဖြစ်သွား၃ညက၃တို့ဘာဝင်နေဘာနဲ့ပဲမျက်မြောင်ဒါကြီးက၃ညဖြစ်လိမ့်မယ်เนาะဒီ h square ကလည်း၃ညဖြစ်သွားတော့၃ည square ကလည်း၃ညပဲအဲ့တော့ကျွန်တော်ကဘာကြံမလဲနောက်ဆုံးတော့3 h square ပဲကြံတယ် ပြောချင်တာဒီ function h f of x equal to x power 3ရဲ့ function တစ်ခုလုံးရဲ့ derivative เนาะစလုပ်ကเนาะစလုပ်ပုံတင်နေရပါလေဆိုလို့ရှင်3 x square ဖြစ်တယ်เนาะအဲ့တော့ကျွန်တော် okay ဥပမာကျွန်တော်ဒီနေရာလေးမှာရှိတဲ့ခေါင်း f เนาะ4လို့ပဲသဘောထားဒီ4မှာဆိုလို့ရှင်အမှတ်4 x က4ဖြစ်တဲ့အချိန်မှာသူ့ရဲ့ဒီနာဆက်လုပ်ကဘယ်လောက်ဖြစ်မလဲရှာကြည့်နေဆိုရင်လွယ်တယ်ဒီ x2 နေရာမှာ4ကိုစားထိုးလိုက်မယ်ကျွန်တော်4 4 လေးလေးလီ16 16ကိုမှ3နဲ့မြောက်လိုက်တော့ကျွန်တော်48ရတယ်။ဒါပေါ့ဗျာနော်။အဲ့တော့ဒီနေရာအမှတ်လေးနော်ဒီနေရာ၄ဆိုလို့ရှင်ဒီနေရာအမှတ်လေးရဲ့စလုပ်က48ရတယ်။ဒါပေါ့ဗျာနော်။အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလုပ်ကြတာနော်ဟို drive bait ကိုဒီလိုမျိုးပုံနေနည်းနဲ့ဒီလိုမျိုးလုပ်ပြီးခြေရိုင်ပိုင်းလုပ်ပြီးရှားတာပင်မန်းနေအလွယ်တကူလုပ်လို့ရအဲ့ကောင်ကိုကျွန်တော်ကဘာလို့ခေါ်လဲဆိုလို့ရှိရင် power rule ဆိုပြီးခေါ်တယ်အဲ့တော့ အဲ့ power rule နဲ့ကျွန်တော်ကထက်ကိန်းနေပါတဲ့ function တွေရဲ့ derivative တွေကိုအလွယ်ရှာမယ်ထက်ကိန်းနေဆိုတာဘာကြီးပြောရလဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောခဲ့ကျွန်တော်တွက်ချက်ခဲ့တယ် a square function တို့ x power 3ဆိုတဲ့ cubic function တို့ဘာလို့တွေနော် x power 3လည်းဖြစ်နိုင်တယ် x power 100လည်းဖြစ်နိုင်တယ် x power 200လည်းဖြစ်နိုင်တယ်ဘာပဲလလာဒီ power rule နဲ့တွက်လို့ရတယ်ခုနကတော့ကျွန်တော်တွေကဒီမှာ x ဒီအပေါ်မှာရှိတဲ့၃ဓာတ်ကိုကျွန်တော်ဘာလို့ဖတ်လဲ x power 3ဆိုပြီးတော့ဖတ်လိုက်တယ်ဟုတ်တယ်မလားအခု power rule ဆိုတာကလည်းအဲ့ထက်ကင်းဝင်ပြောတယ်ထက်ကင်းဝင်ပြောတဲ့အခါမှာ၃ရဲ့ power ကိုအမှုပြုပြီးတော့သူက power rule ဆိုပြီးတော့နာမည်ပေးတာသူ့ရဲ့ပုံတွေနည်းကဘာလဲဆိုရင်ဒီဟာကျွန်တော်က function တစ်ခုရှိတယ်ဘလို function လဲဆိုထက်ကင်းတစ်ခုခုရှိတဲ့ function ဒီထက်ကင်းကဘာလဲဆို n n ဆိုတာကြောင့်1လည်းဖြစ်နိုင်တယ်2လည်းဖြစ်နိုင်တယ်3လည်းဖြစ်နိုင်တယ်4လည်းဖြစ်နိုင်တယ်ခုနကတော့ကျွန်တော်တို့ဟို နှစ်နဲ့ဟာကိုလည်းကျွန်တော်တို့တွက်ဖူးတယ်သုံးနဲ့ဟာကိုလည်း ဟော power 3ကိုလည်းတွက်ဖူးတယ်ဟုတ်တယ်မလား cubic function ဖြစ်တဲ့ power 3ကိုလည်းတွက်ဖူးတယ်เนาะဒါပေမဲ့ဒီ n ကတော့3ညတော့မဟုတ်ဘူးเนาะ3ညဖြစ်လို့မရဘူး3ညမဟုတ်ဘူးเนาะတစ်ကနေ1 2 3 4 5 6 7 9 10 11 12 13 14 15 16 17 18 19 20ဘယ်ရပဲဖြစ်100 200 300ဘာပဲလာလာဒီ power root နဲ့အလွယ်တွက်နိုင်တယ်အဲ့တော့ဒီလို function ရှိတဲ့ကောင်ကျွန်တော်တို့က derivative လုပ်လိုက်တဲ့အခါမှာเนาะ f prime a ဆိုပြီးတော့ derivative ယူလိုက်တဲ့အခါမှာဘာရလဲဆိုရင်ဒီ n လေးက power ဒီထက်ကိန်းလေးကဒီဘက်ကိုဆင်းလာတယ်ဘယ်ဘက်ကိုဆင်းလာပြီးတော့ သူ့ရဲ့ထက်ကိန်းတံမိုးကိုအနှုတ်တက်တက်နှုတ်မယ်အဲ့ဒါဘာကိုပြောလဲဆိုလို့ရှိရင်ဥပမာအနေနဲ့ဒီကောင်ကိုကြည့်ကျွန်တော်တို့ခုနရှေ့မှာတွက်ခဲ့ဘူးတယ် a square ဆိုတဲ့ function ရှိတယ်အဲ့ဒါကိုဒီကောင်အတိုင်းတွားမယ်ဆိုရင်ဒီနှစ်လေးကအောက်ကိုကျလာရတွေ့လားဒီဘက်ဘယ်ဘက်ကိုကျလာရ 2x ဖြစ်ပြီးတော့သူ့ရဲ့ဒီပုံမှန်တံမိုးနှစ်ကိုကျွန်တော်တက်နဲ့နှုတ်ပေးရတယ်ဒီမှာပါတဲ့အတိုင်းပဲနှစ်ကိုတက်နဲ့နှုတ်ပေးရအဲ့တော့ဘာရလဲ 2x ခုနကျွန်တော်တို့ရှေ့မှာရှေ့မှာတော့ဟိုခက်ခက်ခဲခဲတွက်ခဲ့တာမှတ်မိလား ဒီမှာဒီလိုမျိုးတွက်ခဲ့ရဒီမှာတွက်လာ 2h h စကွဲကိုကျွန်တော်တို့ဒီနီလန်းနေတွက်ခဲ့ပြီ 2h ရတယ်ဟုတ်တယ်ဟုတ်အဲ့ဒါပြီးလို့ရှိရင်ဒီမှာဒါကိုလည်းတစ်ချက်ကြည့်မယ် x power 3ကိုလည်းကျွန်တော်တို့ခက်ခက်ခဲခဲဒီလိုပုံရင်းဆွဲပြီးဒီလိုမျိုးနဲ့တွက်ကြည့်ရပါရလေ 3x square အတွက်လောက်တာ 3x square ရတယ်အဲ့ဒါကိုကျွန်တော် power rule နဲ့တွက်ကြည့်မယ် ပါရူကပါလေ3ရဒီ3ဟာထက်ကင်းရဒီဘက်ကိုဘယ်ဘက်ကိုဆင်းလာတယ်ပြီးလို့ရှိရင်အထက်ကင်းကိုအနှုတ်တက်လောက်လိုက်တယ်အဲတော့ဒီမှာ 3h 3နဲ့တက်ကုန်တော့ဘယ်လောက်လဲ2ရတယ်အဲတော့ 3h square f(x) h 3ရဲ့ဒီ derivative က 3h square ရတယ်နော်ကျွန်တော်နည်းနည်းပို့ခတ်တဲ့ကောင်လို့ကြည့်မယ်ဒီတစ်ခေါက် x power 100ကိုလောက်ကြည့်မယ်နော်ဒီလို x power 100တို့ဘာတွေရောက်လာပြီဆိုရင်ကျွန်တော်ကပုံနေပိုင်းတော့ဆွဲဖို့ကခတ်သွားရင်ခုနကျွန်တော်တို့ရှေ့မှာကျွန်တော်က ပုံနေဆွဲလို့ရခဲ့တယ်ဟုတ်တယ်မှာ graph တင်နေလေအဲ့ဒါဘာလို့လဲဆိုရင်ပို့ပြီးတော့ command ဖြစ်တဲ့ရိုးရှင်းနေအဲ့လိုကောင်တွေပဲပုံနေပြတချို့ function function တော်တော်များပုံဆွဲပြီးတော့လို့ပြတာနင်းနေအဲ့လိုမျိုးခတ်ကြတယ်နော်အဲ့တော့ဒီမှာဒါဆိုလို့ရှိရင်ခုနလိုမျိုးတွက်ချက်လို့ရှိရင်ကျွန်တော်အဖြေပေါ်ဝေးပါရလဲခတ်လိုက်မယ်ဥပမာဘလိုနေရာမျိုးမှာခတ်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော် h အပေါင်း h power တရားအဲ့ကောင်ကိုကျွန်တော်ဒီလိုမျိုးဖြန့်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကမပြီးရောဘူး နော်တဖြည်းဖြည်းနဲ့ဒီကုန်ကြီးကများတယ် x power 100ကိုဒီလိုမျိုးကျွန်တော်တို့ခွဲကြည့်လိုက်မယ်ဆိုရင်ဒါကြီးကပြီးတော့မှာမဟုတ်ဘူးနော်အဲ့ဒါကိုပြောချင်တာအဲ့တော့အဲ့ဒါကိုအဲ့လိုမျိုးကောင်းနေဆိုရင်ကျွန်တော်ကဒီကောင်နဲ့အလွယ်တကူတွက်လို့ရအဲ့တော့ဘာဖြစ်လဲတရားအောက်ဆင်းလာတယ်ပြီးရင်တရားအနှုတ်1เนาะ m- ဆိုရင်တရားအနှုတ်1ဆိုတော့တရား x power 99 69အဲ့လိုမျိုးရတယ်နော်တခါကြီးကြောက်လို့ရှိရင်ဒီမှာဒီ square root function လည်းရှိတယ် square root function ကဘာလဲဆိုရင်ဒီမှာကြည့်ကြည့်ဒီမှာဒီလိုပုံလေးဒီလိုပုံလေးရှိရကောင် square root function เนาะအဲ့ကောင်လေးကိုလည်းကျွန်တော်တို့တွက်ကြည့်မယ်တကယ်တော့ square root ဆိုတာတင်ချာမှာဘာပြောရလဲဆိုရင် x power သူကလည်း square root ဆိုတာ power ပဲတကယ်ညာ power 1 by 2ကိုပြောတာเนาะအဲ့တော့အဲ့ကောင်လေးကျွန်တော်တို့စလုံးတွက်ကြည့်မယ်ဆိုလို့ရှိရင်1 by 2ကနော်အောက်ကျလာပြီးရင်1 by 2ကို ထုံးစံတိုင်းတင့်နှုတ်မယ်အဲ့တင့်နှုတ်တော့เนาะဟို1 by 2ကိုတင့်နှုတ်တော့ဘယ်လောက်ရလဲဆိုရင်အနှုတ်1 by 2ရတယ် အနှုတ်1/2ဆိုတာဘာလဲဆိုလို့ရှိရင်အနှုတ်1/2ဆိုတာကတော့အောက်ကိုဆင်းသွားလို့ရှိရင်ဒီအနှုတ်ကပျောက်သွားမှာကျွန်တော်မှားပြီးတော့ရေးတာဒီမှာထက်ကင်းရဒီလိုအောက်ကျတော့ဒီအောက်ဘက်ကိုကျလာတော့ဒီကောင်ကကျတော့အနှုတ်မပေါက်အဲ့တော့ -2 ပဲကြံခဲ့ရအဲ့တော့ထုံးစံတိုင်းခုနကကျွန်တော်ပြောပြော x power 1/2ဟာ square root x ဟုတ်တယ်မလားဒီ x power 1/2ဟာ square root x ဆိုတော့သူ square root x လေးပြောင်းလိုက်တယ်အဲ့တော့နောက်ဆုံးဘာဖြစ်သွားလဲနော်ဒီ square root x function ရဲ့နော် derivative က 1 by 2 square root a c ရတယ်ဒေါ်ပေါက်ပြီနော် power rule ဆိုတာဒီလိုမျိုးပြောတာအဲ့တော့ဘယ် power ပဲလာလာ power ဆိုဒီအပေါ်မှာရှိရကောင်ဘယ်လောက်ကြီးရဲ့ power ပဲလာလာဒီလိုမျိုးတွက်လို့ရတယ်ပြောချင်တာ ီတစ်ခေါက်ပါအခုကျွန်တော်ကဘာပြောချင်လဲလဲဆိုလို့ရှိရင်ဒါကတော့ power room မဟုတ်တော့ဘူးเนาะ power room မဟုတ်တော့တချို့ function တွေကကျွန်တော်ခုနလိုမျိုး power h square တို့ h power 3အဲ့လိုမျိုးရှိနေမှာတချို့ function တွေကကျွန်တော် sin h တို့ cos h တို့ဒီလိုပုံစံမျိုးတွေရှိရဲအဲ့လိုကောင်တွေကျွန်တော်ကဘာလို့ခေါ်လဲဆိုလို့ဒီလို function မျိုးเนาะ sin တို့ cos တို့ tan တို့အဲ့ကောင်တွေကိုဘာလို့ခေါ်လဲ trigonometric function တွေဆိုပြီးတော့ခေါ်တယ် ဲ့ကောင်နေကိုလည်းတကယ်ကြောက်ရင်ကျွန်တော်တို့ကအလွယ်တကူပုံတင်နည်းကရှိရဒီမှာကြည့်ကျွန်တော်ဒီ website ကနေယူလာနော် sin x ကို divide ဒီအာပြောချင်တာခုန f prime လေအဓိက differentiate လောက်တာပဲနော် sin ဆိုတဲ့ function ရဲ့ derivative ကဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော် cos x cos x ကိုရတယ် okay cos x ဆိုတဲ့ဒီ function ဒီလိုမျိုး function ရဲ့တစ်ခုလုံးရဲ့ခေါင်းကိုကျွန်တော်တို့ကသူ့ရဲ့ derivative ကိုရှာခြင်းဘာရလဲဆိုရင်အနှုတ် sin x ရတယ် နော်ပြီးရင်ဒီမှာဒီလိုမျိုးတွေ tan 8တို့ cos 8တို့ sus 8ဆိုဒီကောင်တွေက trigonometric function တွေဆိုပြီးခေါ်တယ်အဲ့လိုကောင်တွေကိုလည်းကျွန်တော်တွေက differentiate လုပ်လို့ရတယ်ဒီကောင်တွေကလည်းကျန်ရိုးတန်းဒီလိုမျိုးအဲ့လိုမျိုး net ပြရနေကြလာမှာပဲသူ့လည်းတွက်ချက်တဲ့နီးရရှိ Okay တခုတော့ကျွန်တော်ဥပမာသွားကြည့်မယ်ဒီ website တွေကိုကျွန်တော်သွားလိုက်မယ် โอเคဒီမှာကြည့်ကြည့်ခုန derivative of sin x ကိုကျွန်တော်တို့ cos a ရရဆိုပြီးပြောရဲမှာလားဒီမှာလေ sin x ကို differentiate လုပ်ရင် cos a ရရဆိုပြီးပြောရဲမှာလားအကောင်ကိုဘယ်လိုရလာလဲဆိုတာကိုဒီမှာတွက်ပြရတယ်ထုံးစံအတိုင်း graph ပေါ်မှာခုနသူတို့ဆွဲပြီးတော့တွေ့မှာဒီကောင်က y2 ဖြစ်လိမ့်မယ် y2 အနှုတ်ဒီကောင်က y1 ဖြစ်လိမ့်မယ်နော်ပြီးရင်ဒီမှာ h2 အတုံး h1 ဖြစ်လိမ့်မယ်ကျွန်တော်တို့လုတ်ခဲ့တဲ့အတိုင်းအောက်ကတော့အကုန်လုံးကအတူတူပဲခုနကကျွန်တော်တို့လုတ်ခဲ့ရလေပြီးရင်ဘာဖြစ်တာလဲဒီ h နဲ့ဒီ h နဲ့ကျေသွားတယ်ဒီကောင်ကသူတို့တွေ ခွဲထုတ်ကြတယ်ခွဲထုတ်ပြီးတော့ဒီကောင်နဲ့အနှုတ်လုပ်တဲ့အခါမှာဒီကောင်ရတယ် နော်ဒါကြောင့် trigo ကိုနည်းနည်းကျွမ်းမရကျွန်တော်ကဒီကောင်ဒီလို function မျိုးအဲ့လောက်ကြီးကျွန်တော်တွေတိတ်ပြီးတော့သုံးမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တွက်နည်းရေးလဲပြောတော့မပြောတော့ဘူးเนาะအဓိကတိရလို့ရှိရင်တိရတာဘာကောင်းလဲဆိုရင် sin x ကို differentiate လုပ်ရင် cos a ရတယ်အဲ့ဒါပဲတည်ရရင်နောက်ဆုံးမှာဘာရလဲဒီကောင်ကိုလုံးရင် cos a ရအဲ့ဒါကိုပြောချင်တာเนาะဒီမှာတခြားဟာတွေကိုလည်းလုံးပြတာတွေရှိရဲစိတ်ဝင်စားရင်ဝင်ကြည့်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဒီနေ့တော့ကျွန်တော် power rule အကြောင်းပြောပြသွားပါပြီကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ